လူတစ်ထောင်မှာတယောက်တောင်ဖြစ်ခဲ့တဲ့ယောဂဆန်းတွေကိုမှခန်းစားနေရသူများမင်္ဂလာပါပဲတက်ကြည်လို့ရေးစေပညာတိုးတက်နေတဲ့အခုလိုခေတ်ကြီးမှာဘေယောဂမျိုးမဆိုကုသဖို့စေဝါတွေကပေါ်ထွက်လာနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လူသားတွေရဲ့ခန္ဓာကိုယ်ထဲကပြောင်းလဲမှုဖြစ်စဉ်တွေကိုတော့တသက်မထက်ယူဆထားလို့မရပါဘူး။ယနေ့မျှဝေပေးမှာကတော့လူတိုင်းဖြစ်လေဖြစ်တော့မရှိတဲ့ရှားပါယောဂမျိုးတွေကိုခန်းစားနေရတဲ့သူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။ တဆက်ထဲမှာပဲကျွန်တော်တို့ရဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်စုံများတို့အများအားလုံးလိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာပထမဆုံးတစ်ယောက်ကတော့ Mitchell Hamden ဆိုတဲ့အမျိုးသားပဲဖြစ်ပါတယ် Mitchell ဟာငယ်စဉ်ကတည်းကကျမ်းမာတဲ့ကလေးတစ်ယောက်ဖြစ်ပြီးတော့ထို့ကြောင့်လည်းတာဝန်အပြီးသမားတဦးလေးဖြစ်ပါတယ်မျိုးစဉ်နိုင်ငံအဆင့်ပြိုင်ပွဲပေါင်းစုံများစွာကိုဝင်ရောက်ရှေ့ပြိုင်ပြီးတော့စုတစိမ့်များစွာကိုလည်းရရှိထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ Mitchell ၏အသက်၁၂နှစ်အရွယ်မှာတော့ဆရာဝန်တော်အမိမတက်နိုင်တဲ့ထူးဆန်းတဲ့ယောဂါတစ်ခုကိုခံစားခဲ့ရပါတယ် သူ့ရဲ့ခေါင်းအပိုင်းကအဘူအေးဘာမှကိုခန်းစားလို့မရတော့ပဲအကျော်တည်သွားခဲ့တာဖြစ်ပါတယ်။တာမန်အောက်ပိုင်းတည်တဲ့သူတွေတောင်မှအကျော်တွေပဲမလုံနိုင်ဖြစ်ကြတာပါ။အဘူအေးခန်းစားလို့မရတော့တာကတော့တော်တော်လေးကိုထူးဆန်းတယ်လို့ဆရာဝန်တွေကပြောပါတယ်။အဒီထက်ဆိုးတာကဒီယောဂကြောင့်မိချဲရဲ့အမြင်အာရုံကိုအခြားအာရုံကိုဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။မိချဲအနေနဲ့ဒီယောဂပျောက်ကင်းဖို့ဆေးဝါးတွေကိုနှစ်တွေအကြာကြီးမျှဝေခဲ့ရပါတယ်။2018ခုနှစ်မတ်လမှာသူ့ရဲ့ယောဂလက္ခဏာလိုမျိုးတပုံစံတည်းခန်းစားနေရတဲ့ဆယ်လေးနှစ်အရွယ်တောင်ကိုရီးယားအမျိုးသမီးတအုပ်ကိုတွေ့ခဲ့ရပါတယ်။ အနာကနေပြီးတော့သူ့ရဲ့ယောဂဖြစ်ရတဲ့ဈေးမြေကိုစပိုင်းဆိုင်ရာတွေနဲ့အဖြေရှာကြည့်ခဲ့ပါတယ်။ Echo enzyme ဆိုတာကခန္ဓာကိုယ်ထဲက fatty acid တွေကိုခြေဖြတ်ပေးတဲ့ family enzyme တစ်မျိုးပဲဖြစ်ပါတယ်။လူတစ်ယောက်မှာ Echo enzyme အမျိုးမျိုးရှိနိုင်ပါတယ်။မိချဲရဲ့ကိုယ်ထဲက Echo enzyme တစ်ခုကလုံဆောင်ချက်လွဲပြီးတော့အာယုံကြောကိုဆွဆွရွရွလာထိတဲ့အခါမှာပူလာအိတ်အော်တွေကိုဘာမှမခံစားရတော့တာပဲဖြစ်ပါတယ်။အဲ့ဒီလူကနေတဖြည်းဖြည်းချင်းအမြင်အာယုံလည်းပျောက်ကွယ်သွားတာဖြစ်ပါတယ်။ယောဂဆင်းမြေကိုတီးသွားတဲ့အတွက်တေချာစိတ်ကူးသားမှုခံယူခဲ့ပြီးတော့2019ခုနှစ်အောက်တိုဘာလမှာတော့ မိချဲဟာသူ့ရဲ့ဟွေးချဲမှာပါပဲကိုယ်တိုင်လမ်းလျှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ JD Boroga ဆိုတဲ့ကလေးငယ်လေးပဲဖြစ်ပါတယ်။ဒီကလေးငယ်လေးကသာမန်ကလေးတွေနဲ့မတူဘဲအသားရည်ကလိုလားထက်ပိုပြီးတော့ဖြော့တော်နေတာပဲဖြစ်ပါတယ်။ဒါနဲ့သူ့စိတ်ကြီးတဲ့အခါမှာတော့ကလေးရဲ့ကိုယ်တွေကစကြားတက်ကိုဖြိုခွဲပြီးတော့စွန့်ရင်ထုတ်တဲ့လှုပ်ဆောင်ချက်ကချုံရင်းနေတာကိုတွေ့ခဲ့ရပါတယ်။ဒီယောဂမျိုးကဖြစ်တာတော်တော်လေးကိုရှာပြီးတော့အခုချိန်ထိကမ္ဘာပေါ်မှာယောဂခံစားရဖို့သူကအယောက်၄၀လောက်သာရှိပါသေးတယ်။ဒီလိုမျိုးသွေးရနေရကနေပြီးတော့ကလေးကလမ်းလျှောက်တာတို့အသက်ရှူတာတို့မှာပါ ထိခိုက်အားနည်းလာပြီးတော့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘောရိုကားလေးကိုတော့သူမိဘတွေကတရားပြုစုပေးရင်းနဲ့အသက်ရှင်အောင်မွေးဖို့မျှော်လင့်ချက်ထားခဲ့ကြပါတယ်။နောက်ဆုံးမျှဝေပေးကျင်တာကတော့ Dage နဲ့ M1 တို့ဇနီးမောင်နှံဖြစ်ပါတယ်။သူတို့နှစ်ဦးလုံးကမွေးရပါအယူအားနဲ့ယောဂကိုခန်းစားနေရသူတွေပါ။သူတို့ရဲ့အယူတွေကအထိမကန့်ပဲကျွတ်ဆန်နေတာဖြစ်ပါတယ်။စနီမောင်နဲ့နှစ်ယောက်လုံးကဘာအလုံးမလဲမလုံနိုင်ပဲထိုင်ကုန်းပေါ်မှာပဲညီညီလေးထိုင်နေရတာပါဒီလိုမျိုးယောဂတဲ့နှစ်ဦးဟာအွန်လိုင်းမှာဖူးစာဆုံးခဲ့ကြတာပါ သူတို့နှစ်ဦးဟာအွန်လိုင်းမှာရေးစားဖြစ်ပြီးတော့ခုနှစ်နှစ်အကြာအပြင်မှာလူချင်းတွေ့ပြီးတော့လက်ထပ်ခဲ့ကြတာပါ။ Ditch ကသူတို့ဇနီးမောင်နှံနှစ်ဦးပေါင်းရင်အယိုးကျတာအချိန်ရေပေါင်း600ကျော်ပြီလို့ပြောပါရယ်။တခါတရံဆိုနှံရိုးတွေကျိုးရင်ဝေဒနာခံစားရတာက အတော်လေးကိုပြင်းထန်တယ်လို့လည်းပြောပါရယ်။ဒီလိုယောဂသည်မျိုးဟာဂယုဆိုင်မှုအတော်ပေးရပေမဲ့လေ Ditch တို့မောင်နှံကတော့ဘာဂယုဆိုင်မှုကိုမှမယူပဲဘဝကိုကိုယ်တိုင်ရည်တည်ခဲ့ကြတာပဲဖြစ်ပါရယ်။ယနေ့မျှဝေပေးသွားတာကတော့လူတစ်ထောင်မှတစ်ယောက်တော့မဖြစ်နိုင်တဲ့ယောဂဆန်းတွေကိုမှခံစားနေရသူတွေရဲ့အကြောင်းပဲဖြစ်ပါရယ်။ မိတ်ဆွေတို့အနေနဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သဘောကျနှစ်သက်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ပေးကြပါဦးအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ